မြန်မာပြည်မြောက်ပိုင်း ABSDF လက်နက်ကိုင်တပ်ဖွဲ့အတွင်1992ခုနှစ်ကအချင်းချင်းဖမ်းဆီးတပ်ဖြတ်ခဲ့မှုတွေနဲ့ပတ်သက်လို့အဲ့ဒီအချိန်ကထွက်ပြေးလွတ်မြောက်လာခဲ့ကြသူတွေကဒီကနေ့ရန်ကုန်မြို့မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ကြပါတယ်။အပြည့်အစုံကိုကျွန်တော်တို့ဖွယ်သားကိုညံဝင်းအောင်ကတင်ပြပေးမှာပါရှင်။ရန်ကုန်မြို့တော်ဝင်နှင်းစီခမ်းမမှာဒီကနေ့ပြုလုပ်တဲ့မြန်မာနိုင်ငံမြောက်ပိုင်းចောင်းသားလက်နက်ကိုင်တပ်ဖွဲ့ ABSDF အတွင်အချင်းချင်းထောင်လန်းရေးတရှိုးလို့ဆွဆွဲပြီးဖမ်းဆီးတပ်ဖြတ်ခဲ့တာတွေကို အဲ့ဒီအချိန်ကထွက်ပြေးလွတ်မြောက်လာခဲ့တဲ့တပ်ဖွဲ့ဝင်ဟောင်းတွေကပြန်လည်ရှင်းပြတဲ့သတင်းစာရှင်းလင်းပွဲဖြစ်ပါတယ်။အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာထောက်လန်းရေးတရှိုးလို့ဆွဆွဲပြီးတပ်ဖြတ်ခံရသူတွေရဲ့မိသားစုဝင်တွေလည်းတက်ရောက်ကြတာတွေ့ရပါတယ်။သတင်းစာရှင်းလင်းပွဲမှာတပ်ဖြတ်မှုကနေထွက်ပြေးလွတ်မြောက်လာခဲ့ကြတဲ့မြောက်ပိုင်းចောင်းသားတပ်ဖွဲ့ဝင်ဟောင်းတွေကသူတို့တွေ့ကြုံခဲ့ရတာတွေကိုတူးချင်းရှင်းပြကြသလိုမှတ်တမ်းရုပ်ရှင်တွေအထောက်အထားတွေနဲ့လည်းရှင်းပြကြပါတယ်။ ူမျိုးကကြော်ကြော်မင်းဆိုတဲ့ကလေးလေးကခေါင်းကြီးကကျင်းထဲမှာစိုက်ပြီးကျွန်တော်ចောင်းသားစစ်စစ်ပါဗျာကျွန်တော်ចောင်းသားစစ်စစ်ပါဗျာကျွန်တော်ထောင်လိုက်မဟုတ်ပါဘူးဗျာလို့អော်နေရှာအဲ့ဒါကျွန်တော်ထောင်အဲ့လူတကုန်းကိုတက်သွားတယ်ငင်းခွင်းမှာအဲ့ကျွန်တော်ထိုင်ခိုင်းတယ်စစ်တယ်ဘာစစ်လဲဆိုတော့ကျွန်တော်စီကစကားပြောစက်စစ်သူက ကျွန်တော်တို့ရိုးထောင်တိုင်းရေလို့မဟုတ်ဘူးပြတိုက်ချင်တဲ့အောင်ကြီးပေါက်ခွဲရေးပစ္စည်းတွေထည့်ပေးတယ်ပေါ်ခိုင်းတယ်ကျွန်တော်တို့ဟုတ်မှာမဟုတ်တာရှိမှာမရှိဘူးမအပ်နိုင်တော့ခြေဖြတ်တယ်လက်ဖြတ်တယ်တတ်ပစ်တယ်မြန်တဲ့ရေမလို့တော့မင်းနဲ့ငါနဲ့ထောက်ပြမယ်ဆိုတော့လွတ်မြောက်မယ်ဒါပေမဲ့မလို့ဒီကြမ်းနဲ့55ရောက်ကိုမလို့ထားခဲ့နိုင်ဘူးစီစဉ်ရအောင်ဆိုကျွန်တော် plan ကောင်းကောင်းဆွဲပြီးတော့ကျွန်တော်အချိန်ယူပြီးတော့စီစဉ်လာပါတယ်ဘယ်နှလားကြာလဲဆိုကျွန်တော် proof ပြေးလာတာ905လမှာပြေးလာတာ ပြည်တော်ဆိုတစ်ခွက်လုံးလွတ်မြောက်အောင်မျိုးမျိုးစုံနဲ့တန်ချီခြင်းတို့လည်းအများမသိပါဘူးကျွန်တော်တို့55ရောက်မှာ55ရောက်လောက်ပဲကျွန်တော်ကဥဆောင်ပြီးတော့အကောင်လုံး55ရောက်လောက်ပဲစီအောင်ကျန်တဲ့လူပြကျွန်တော်တို့လိုးတဲ့အချိန်မှာဘာဖြစ်လဲဆိုရင်မတက်ပါနဲ့ဗျာဆိုထားတယ်မှာဟိုကျွန်တော်တို့မတက်ပါနဲ့ကျွန်တော်တို့မနစ်ဆက်ပါနဲ့ဆိုရောင်ရမ်းပြီးអော်တဲ့လူတော့ရှိပါသေးတယ်ဒါကြကျွန်တော်ဘဝဖြစ်စင်တော့အဲ့ဒီမှာကျွန်တော်ဖြည့်လို့မြောက်လာတဲ့နေရာမှာတော်တော်ကိုစိုးစိုးဝါးဖြည့်လို့မြောက်လာခဲ့ရပါတယ် ော်တို့ဘာမှပဲရှင်တယ်လို့သူတို့ကတော့ခုတ်တယ်။ဘာလို့တပိုင်းမခေါ်ရော။သူကသုံးနာရီဖြစ်တယ်သူတို့အမိုင်းတမိုင်းအမိုင်း ဖော်ပြပါမြန်မာနိုင်ငံအနှံ့တိုင်းသားလက်နက်ကင်ဒေသအသီးသီးမှာပြန့်နှံ့နေကြတဲ့ကျောင်းသားတက်မတော် ABSDF အားလုံးရဲ့ဗဟုဥက္ကဋ္ဌဟောင်းဒေါက်တာနိုင်အောင်ကလည်းရန်ကုန်မြို့ကိုဒီကနေ့ပြန်လည်ရောက်ရှိလာပြီးသူတာဝန်ယူခဲ့စဉ်ကအဲ့ဒီအဖြစ်ပြက်နဲ့ပတ်သက်လို့ရန်ကုန်လေစိတ်မှာပဲရှင်းလင်းသွားခဲ့ပါတယ်။ စစ်မှန်တဲ့တရားစုရေးဆုံးမမှုပွင့်လင်းတင်တာနေတာဖြစ်တဲ့အခြေအနေတွေရောက်တဲ့ဆိုလို့ရှိရင်အဲဒီကိစ္စနဲ့ပတ်သက်လို့အဖြစ်မှန်ပေါ်ပေါ်ရေးကိုကျွန်တော်ရှာဖွေလုပ်ဆောင်တင်ပါတယ်ပါတယ်အဲဒီအချိန်တုန်းကကျွန်တော်တောင်ပိုင်းမှာရှိနေတာဆိုတော့အဲဒီကိစ္စတွေဖြစ်ပြီးတော့မှကျွန်တော်သိရတာကျွန်တော်တို့ဒီဘဝအဲဒီကိစ္စတွေကကျွန်တော်တို့သူတို့မြောက်ပိုင်းကနေပြဆုံးပြပြီးတော့မှကျွန်တော်သိရတဲ့ကိစ္စပါနောက်အဲဒီအချိန်တုန်းကကျွန်တော်စကန်နေရသူ့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့သူရှိတာပေါ့ကျွန်တော်ခေါ်တော့ autonomy ပေါ့ဆိုတော့သူတို့ဆုံးပြပြီးမှကျွန်တော်သိရတဲ့ကိစ္စအဲကျွန်တော်တို့ကတော့ ကျတဲ့တရတဲ့အချိန်မှာကျန်တဲ့လူတွေဆက်မတက်ဖို့နဲ့တော့ပြန်ပြီးတော့မှသူတို့လက်မြောက်ပေးဖို့ပြန်ပြီးပေါ်ကျသွားပြီ။ဆိုသူတို့ဘိုလ်ပိုင်းခေါ်တာကလည်းမြောက်ပိုင်းကော်မတီကိုသူတို့ကိုယ်တိုင်မြောက်ပိုင်းဘိုလ်ကော်မတီလို့ခေါ်တာ။အခါခါကျတော့ဘိုလ်ကရောရောနေတယ်။